ာသူရဖြစ်တဲ့အချိန်မှာယာသူတို့ကလည်းတအားပူတယ်နောက်ပြီးတော့ကိုကဟိုခြင်းကစားတယ်ဆိုတာအရန်ဟိုပေါ့နော်အလေးတွေမအောင်ပြီးတော့သူစားကစားတဲ့အခါမျိုးကြတော့ဒီသပင်ကိုပဲမမလားအလေးပဲမမလားအဲ့လိုမျိုးတွေပေါ့ဖြစ်နေတဲ့အခါကျတော့သပင်ကိုထိမ့်သိမ်းရတာလည်းမလွယ်ဘူးတော်တော်လေးကျလိုက်တဲ့အခါကျတော့လည်းကိုရဲ့လူကပြောင်းသွားတာပေါ့နော်ဟိုဟဲစတိုင်ရောမျက်နှာရောအကုန်လုံးပြောင်းသွားပြီးတော့ အနောက်ဆက် session တစ်ခုအနေနဲ့ကိုကဓာတ်ပုံကိုကြိုက်လို့လဲအဆင်ပြေမယ် video clock လေးလည်းရိုက်လို့အဆင်ပြေမယ်စသဖြင့်ပေါ့နော်ကြော်ညာလေးလည်းရိုက်လို့ရမယ်အော်ဆောင်းလာပြီးတော့ဒီစင်မာတို့ဘာလို့လောက်ကြမှာပြန်ပြောအရှိလေးပေါ့ extension လေးပါလို့ပြန်အရှိလေးနဲ့ပြန်လုပ် session ဆိုတော့တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုအဲ့လိုပဲပြောင်းနေရတာ ကပေါ့နော်ဒီပွဲလေးရဆိုလို့ရှိရင်အရင်ကထူကြရတယ်ဒီမှာလာကားတဲ့အဲဆရာမဆိုလို့ရှိရင်လည်းတကူတကနိုင်ရစားရတာဖိတ်ရတာပေါ့နော်ပြီးတော့သူကလည်းအရင်ကတော်တယ်ဆိုပြီးတော့ကြားတယ်အဲအကြောင်းမလို့ဒီပွဲလေးကိုလည်းလေးလာချင်တာလည်းပါတယ်နောက်ဒီပွဲကိုစီစဉ်နေအဲခုလာလို့ပေါ့နော်ဒီ organizer တွေမမီးတို့ဘယ်ဆိုတာလဲကိုနဲ့မိသားစုလိုပဲဖြစ်နေတဲ့အခါကျတော့ ခုနလိုပေါ့ဒီပွဲလေးကိုလာရောက်ပြီးတော့စိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့ကုကရိုင်းလည်းလာပြီးတော့ကတာကို join လာပေါ့နော်ဒီလိုမျိုးအားကစားလည်းဖြစ်တယ်ကိုလည်းလှူရှာမှုလည်းတခုလည်းဖြစ်တယ်စိတ်ဝင်စားမှုလည်းကောင်းတယ်တချင်းလေးနဲ့ဆိုတော့ကိုကကခုံနေရတယ်လေအဲ့တော့လေးချိန်ကလှုပ်နေရတာပေါ့လေးချိန်ကလှုပ်နေရပေမဲ့မောလို့မောမမသိဘူးပေါ့ဥပမာမင်းလေးတို့လိုမျိုးဂျင်းစောတဲ့လူတွေဆိုလို့ရှိရင်တော့အလေးနေတဲ့ဂျင်းတွေကိုပဲအာယုံဆိုင်ပြီးတော့ပေါ့နော်မောနေအောင်ဖိတာတာပေါ့ဒါမျိုးကြတော့ ဘောလို့ဘောမှလည်းမသိဘူးအခုမင်းလေးခဏလေးသူတို့နဲ့ join ကြည့်တာပေါ့အရန်ကိုမောတယ်ဟိုတကယ်ကိုလည်းလှုပ်ရှားလှုပ်တယ်လို့ပဲအဲ့လိုမျိုးကြီးပဲဒီချိန်ကောင်သူကတချင်းလေးနဲ့လှုပ်လိုက်တဲ့အခါကျတော့မိသွားတာအဲ့လိုပုံစံမျိုးလေးတော့ဖြစ်သွားတာပေါ့ဆိုတော့မင်းလေးကတော့အားပေးတယ် ။ဘာလို့ဆိုတော့ခုနလိုဂျင်းကြီးပဲတည်တန်းဆော့ရတဲ့လူမျိုးမဆော့ကျင်တဲ့အခါမျိုးကြရင်တော့ဒီလို class တွေပေါ့နော်။ဒါမျိုးလေးတွေရော join စီကျင်တော့အလေးမပါတဲ့အားကစားမှုတစ်ခု။ဒါပေမဲ့ဒါလည်းဝိတ်ကြရဲ့အာနောက်ပြီး strategy ရောက်တယ်။နောက်ခဏကိုလည်းတိတိတတ်တာကိုဟိုဘယ်လိုပါမလဲ။ပိန်ကျင်တဲ့လူတွေအတွက်ဆိုလည်းအရန်စင်ကြီးရဲ့သူကတစ်ခုလုံးချွေးရီထွက်တာလေ။ပြတော့ဘလုံးလဲလှုပ်ရတယ်ဒီဘလုံးလဲအားကစားတွေလှုပ်ရတယ်တော့ကတာမဟုတ်ဘူးလေးချင်တဲ့ကိုသူကမြူးစစ်လေးနဲ့ တွဲပြီးတော့လိုလိုက်တဲ့အခါကျတော့တကယ်လည်းထိထိရရအချုံရှိပါတယ်ဒီဟိုပါပေါ်အားကစားလေးတစ်ခုပဲရက်ပကကော ော့မင်းလေးကိုပေါ့နော်ဟိုချစ်ချစ်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်တကယ်တော့အသက်ကတော့ငယ်သွားရတော့မရှိဘူးပေါ့နော်ဒါပေမဲ့ခုနလိုပေါ့ခုပုဂ္ဂိုလ်အဲခုနကအစားအသောက်တွေပေါ့အခုဆိုမင်းလေးအစားအသောက်တွေပါဂူးဆိုင်နေရတာပေါ့မင်းလေးတခုလည်းရိုက်ဖို့လည်းရှိရဲ့နောက်ဖာလီပေါ့ဖာလီကိုလည်းမင်းလေးသွားဖို့ရှိရဲ့အခါကျတော့အဲခုနကလည်းနည်းနည်းလေးကိုကိုယ်ကိုရည်ပေါ့နော်နည်းနည်းလေးစစ်ဖို့လည်းလိုတယ် နောက်ပြီးတော့ဒီဝေးရမယ့်ဝန်စားတွေကလည်းပုံမှန်ပပလေးတွေဝေးရမယ့်ပုံစံမျိုးတွေဖြစ်နေကြတော့ဒီအစားရော training ရောပေါ့ပြင်းပြထန်ထန်လုပ်နေတာဝေးရစီကဖြစ်တဲ့အချိန်မှာရာသီဥတုကလည်းတအားပူတယ်နောက်ပြီးတော့ကိုက ချင်းကစားရဲဆိုတာအញ្ញမ်းကိုပေါ့နော်အလေးတွေမအောင်ပြီးတော့သူစားကစားရတဲ့အခါမျိုးကြတော့ဒီသပင်ကိုပဲမအမလားအလေးပဲမအမလားအဲ့လိုမျိုးတွေပေါ့ဖြစ်နေတဲ့အခါကျတော့သပင်ကိုထိမ့်သိမ်းရတာလည်းမလွယ်ဘူးပြီးတော့တနေ့တနေ့ဒီဆိုင်ကိုသွားပြီးတော့ခေါင်းဆောင်ရတဲ့သပင်တွေလောက်ရတယ်အဲကွဲတွေရှိလို့ရှိရင်သပင်တွေပေါ့နော်ပြန်ပြီးတော့လောက်ရတယ်အဲ့လိုမျိုးတွေကြတော့ကိုယ့်အနေနဲ့ရေရှည်ပေါ့နော်ရေရှည်ကြလို့ရှိရင်တော့အဲအញ្ញမ်း ဒီလိုခြေနဲ့တွဲလို့ရတဲ့အခါကျတော့ရာသီဥတုကလည်းပြည့်ရတဲ့အခါကျမခံနိုင်ဘူး။အဲ့ဒါကြောင့်မို့လဲတူတူလေးကိုဖျက်လိုက်တာ။တူတူလေးဖျက်လိုက်တဲ့အခါကျတော့လည်းကိုယ့်ရဲ့ဒီလိုလုကပြောင်းသွားတာပေါ့နော်။ဟိုဟဲဆိုင်ရောမျက်နှာရောအပေါ်လုံးပြောင်းသွားပြီးတော့နောက်ထပ် fashion တစ်ခုအနေနဲ့ဟိုကပုံရိုက်လို့လည်းအဆင်ပြေမယ်။ video blog လေးလည်းရိုက်လို့အဆင်ပြေမယ်။စသဖြင့်ပေါ့နော်။ကြော်ငြာလေးလည်းရိုက်လို့ရမယ်။ ပြီးတော့မှပြန်ပြီးတော့အဆောင်းလာပြီးတော့ဒီစင်မာတို့ဘာလို့လောက်ကြမှာပြန်ပြီးတော့အရှိလေးပေါ့ extension လေးပါလေပြန်အရှိလေးနဲ့ပြန်လုပ် fashion ဆိုတော့တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုအဲ့လိုပဲပြောင်းနေရတာအဓိကတော့ကျင်းစောရဲ့အတွက်ချွေးတွေကလည်းအများနဲ့ထွက်တယ်နောက်ရာသီဥတုကလည်းပြည့်ရဲ့အတွက်အလိုလိုထွက်လိုက်တာပါဒါမှမဟုတ်ရင်ကဒီစပင်ကိုထိမ့်သိမ်းရတာနဲ့ချင်းနေစောရတာနဲ့ဆိုလိုရဘူးပေါ့နော်အဲ့ဒါကြောင့်ပေါ့အဲ့စပင်ရှင်ကလည်းအင်းနေမျိုးတွေကလားစပင်ရှင်ကလည်းစပင်ကိုဖောက်လို့ ည်းရရတောက်လို့လည်းရရနောက်အင်းကြီးလည်းမရဘူးသမင်တူတော့လေအင်းကြီးရိုင်းရရခုမှရှိရဲ့အင်းကြီးရလေသမင်အစီတွေနဲ့ကဘာနဲ့ဝွင့်ဝွင့်လိုက်တယ်အတူနဲ့ကြတော့လေတချို့ဟာတွေကလိုက်တယ်တချို့ဟာတွေကဝင်လိုက်လို့ရှိရင်ခုသမင်အတူနဲ့မလိုက်တာလည်းရှိရပေါ့နော်အဲ့ခါကျတော့အဲ့ခါကျတော့သမင်တူရတာတော့ကောင်းတယ်ဒါပေမဲ့အင်းကြီးဝွင့်ရတာကျတော့သမင်အတူနဲ့လိုက်ရတဲ့ fashion ပေါ့အင်းကြီးလေးတွေရွေးရွေးပြီးဝွင့်နေရတာပေါ့နော်အဲ့ဒါတော့ရှိတယ်ခုမှဒီလိုကွဲသွားမယ်ဆိုရင် ဟိုဘယ်လိုပုံစံနဲ့ကွဲကိုတက်မလဲအာအတူလေးကိုအကုတ်လေးနဲ့တက်ချင်တာလားဒီလိုအပြောင်းလေးလုပ်ပြီးတော့တက်ချင်တာလားစသဖြင့်ပေါ့ဒါတော့ fashion တွေပေါ်မူတည်ပြီးတော့ကွဲပေါ်မူတည်ပြီးတော့ကိုကဝင်းလို့တော့ရတာပေါ့ဒါပေမဲ့ any ဝယ်စားကြတော့တော်တော်ရွေးရပေါ့တော်ကန်ကောင်းလာမီလေးမှာ stylist လည်းရှိရဲ့ခါကြတော့သူကလည်းရွေးပြရလဲပါပါတယ်ဟုတ်ကဲ့အတူပေါင်းထားဘူးဟိုဆောက်နဲ့တော့ဆိုကွန်ပျူတာကတော့တိတ်မရှိဘူးပေါ့နော်အတူနဲ့ဆိုရင်လိုက်ပါမလား တတတော့ဟိုးနေနေရပေါ့နော်ဟိုကိုရသာတို့ရိုက်ချင်ရဆိုတော့အရှိန်နဲ့ပဲဒီလာရတော့အမားမှလည်းအဲ့လိုတွေ့နေရတော့အတူနဲ့ဆိုတော့ပေါ့နော်နောက်မှမလားဒါနဲ့သူကလည်းအရင်အိုက်နေတယ်နောက်ပြီးတော့အာဇေယလည်းဆော်ရတယ်နောက်ကိုရိုက်ချင်နောက်တစ်ခုကလည်းအတူလေးနဲ့လည်းဖြစ်နေလည်းပါတယ်အဲ့ဒါဆိုအတူနဲ့ကြောင့်ကိုကလည်းမလိုက်ဘူးကိုကလည်းအဆင်ပြေဆုံးတဲ့အချိန်မှာမလိုက်တော့အတူလေးပဲပေါ့နော်ညှက်လိုက်လို့ဆိုတော့ညှက်လိုက်တော့ပြောတော့ပြောတော့ဒီလိုဟာသူကတော့အတူစိုက်ခဲ့လို့ဆိုတော့ အတူလေးနဲ့လိုက်တယ်ပေါ့နောက်ပြီးတော့ကိုစားဆိုလို့ရှိရင်လည်းခုလာလို့ပေါ့ဟိုဒီမလေးကြောက်တယ်ပဲအဲကိုအသက်ကြီးကပြန်ငယ်သွားတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ကိုရဲ့ ကိုချမ်းကလည်းပြောတာပေါ့အာနောက်ကလေးတွေကလည်းအတော်လေးနဲ့ပြလိုက်တယ်ဆိုပြီးတော့လည်းပြောကြတယ်အဲ့လိုလေပြောပြလို့လည်းတော်သေးရပါဘူးသူတို့ဆိုကိုကကြည့်ပြီးတော့ကိုလည်းမလိုက်တော့ပါပဲဆိုပြီးတော့စိတ်ညစ်နေတာလေအဲ့တော့ကိုရဲ့ဒီသားကရောကိုရဲ့ bracelet တွေကရောပြောပြရတဲ့အတွက်ကြောင့်တော်လေးရဲ့ဒီကိစ္စကိုစက်ပြန်တယ်လေတော့ပြရရှိတာပါနော်